မတ်လ28ရက်နေ့ကပြင်ထန်တဲ့ငလင်းကြီးကြောင့်မစိုးရင်ကြောင်းတိုက်တကြီးဟာပြိုကျသွားခဲ့ပြီးတန်ဃာတော်ပါ30ကျော်ပြန်လည်နှိမ့်ဆာရောက်တော်မူခဲ့ပါတယ်။ငလင်းတန်ကြောင့်ဓမ္မယကိတာကြောင်းတိုက်ကြီးလည်းပြိုကျပျက်စီးသွားခဲ့ပါတယ်။ဒါကြောင့်ရဟန်းရှင်သူပြည်သူပေါင်းဟာစိတ်ထိတ်ခိုက်ကြရတဲ့ပြင်ကြောင်းတိုက်ကြီးကိုအစ်စ်ပြန်လည်တိဆောက်ပေးဖို့တာယကာတာယကာမတွေလည်းအရှူရှူပေါ်ပေါက်လာကြပါတယ်။ ီထဲမှာမှတိမ်ပေါင်း1000ခွဲကျော်လောက်ထိအကုန်ကျခံမယ်ဆိုပြီးစေတနာတထတရားကောင်းလွန်စွာနဲ့လူတန်းလာသူကတော့အာလုံးထီကြတဲ့ဆွဲထက်စိတ်ရွှေယတနာဆိုင်ကြီးပဲဖြစ်ပါတယ်ပြိုကျသွားတဲ့ចောင်းဆောင်ကြီးတွင်ဆွဲထက်ဟာဘလောက်ပဲကုံကုံကုံကြခံနိုင်နေလို့တောင်ပြောခဲ့ပါသေးတယ်။ဆွဲထက်ရဲ့စည်တနာတတတရားကောင်းမှုမှုကြောင့်အင်တာနက်တခွင်မှာလည်းဝိုင်းဝန်းချီချူထောပနာပြုမှုတွေကိုလက်ခံရရှိခဲ့ပါသေးတယ်။ ဒါပြင်ဆွဲထက်မိသားစုကို အားကြပြီးနောက်ကနေထပ်မံလူတန်းပေးမဲ့အလှရှင်တွေလည်းအများကြီးပေါ်လာခဲ့ပါသေးတယ်။ဗုဒ္ဓဘာသာသာသနာအတွက်ခုလိုဆုံးရှုံးမှုကြီးကြုံချိန်မှာရှေ့ကနေမမမမရက်တည်လူတန်းပေးနိုင်တဲ့ဆွဲထက်အလှဟာလူတိုင်းသာတူအမှုမောဒနာခေါ်ဆိုထိုက်ပါပေးတယ်။အလှဆိုတာကလည်းလူထိုက်မှလူနိုင်တဲ့စိတ်တက်ရှိမှလူလိုဖြစ်တာပါ။ခုလူချင်းနဲ့စိတ်ပဲရှိပြီးမြေတကယ်မလူနိုင်တဲ့သူတွေအများကြီးပါ။ ဇွဲထံမိသားစုကတော့ချမ်းသာကြတဲ့အတွက်လှူဒန်းနေနေရမှာဘာလူအချက်မှမရှိအောင်မလိဟင်းရအောင်လှူဒန်းနိုင်တာဆိုပြီးပြည်သူတွေကလည်းသဘောတကျရှိနေကြပါတယ်။ဇွဲတက်ဟာငလင်စားဖြစ်ကလေးကဒုက္ခရောက်သူတွေအကူအညီလိုအပ်သူတွေအတွက်ထမင်းဟင်းစတူဒီတာချွေးမွေးတာတွေအလူငွေပေးလူနာတွေဇက်တိုက်စုတလူလှုပ်လာခဲ့တာဖြစ်ပါတယ်။ဗုဒ္ဓဘာသာသာသနာကြီးအတွန်းရှည်တည်တံပါစေ။ သာသနာတော်ထွန်းကားပါစီဆိုရင် စိတ်နေခုလုံအလူဒါနာမျိုးပြုဖို့ဆိုတော့လွဲကူလာတာမဟုတ်ပါဘူးဆွဲထံမိသားစုဟာပါရမီထွန်းလွန်းလို့ခုလူလူတန်းခွင့်ရတယ်လို့ဆိုရမှာပါဆွဲထံမိသားစု ခုလူတိမ်းပေါင်း2000ကျွဲကုန်ချခံလိုက်တဲ့အလူဟာဒါနာပါရမီကိုဖြည့်ဆွမ်းနေတာလည်းဖြစ်ပါတယ် ဒါနပါရမီဆိုတာမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ပါရမီ၁၀နဲ့မှတပါးပါဝင်ဖြစ်ပြီးကြင့်ကြံနိုင်မှုရာခက်ခဲတဲ့ပါရမီလေးဖြစ်ပါတယ်။ဒါနပါရမီပြည့်အောင်ဖြည့်ကျင့်နိုင်သူတွေဟာဘဝဆက်ဆံကောင်းတဲ့ကျိုးကျေးဇူးတွေခံစားကြရပါတယ်။ပါရမီပြည့်တယ်ဆိုတာစင်စင်ရှိပါတယ်။တော်ယုံတာမန်လူတွေပါရမီမပါကြတာများကြီးပါ။ပါရမီ၁၀ပါးထဲကမှဒါနပါရမီပြည့်တယ်ဆိုတာဆွတ်လွတ်နိုင်တဲ့စွမ်းရည်တွေပြည်လာတာဖြစ်ပါတယ်။ စွမ်းရည်တက်တီတွေပို့ပို့ပြီးခိုင်မာလာတာဖြစ်ပါတယ်။လူတွေကငါတို့တော့ပါရမီမပြည့်သေးဘူးဆိုပြီးမချင်မဲနဲ့ပြည့်လာအောင်စောင့်နေလို့ကတော့ဘယ်တော့မှပြည့်လာမှာမဟုတ်ပါဘူး။စွမ်းရည်တက်တီဆိုတာချင်းနေမှာတူလာတာ။မိုးရွာတဲ့ချိန်အိုးကြီးတွေနဲ့မိုးရေခန့်ရင်တော့ပြည့်လိမ့်မယ်။ဒါကမျောလင်းလို့ရတယ်။ပါရမီကတော့အဲ့လိုမျောလင်းလို့မရပါဘူး။ကိုကိုရိုင်းကလုံနေချင်းသေးပြီးပါရမီပြည့်ဖို့အတွက်ဖြစ်တယ်။ဒါမှမှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်တဲ့ ပညာပါရမီပြည့်ကျင်ရင်စာသင်ရမယ်။စာရိဖတ်ရမယ်။တရားနာရမယ်။လေ့လာရမယ်။မတိတာတွေမေးရမယ်။ဒီတိုင်းနေရင်တော့ပါရမီကမပြည့်ဘူး။ပင်လေတဲ့ကရှိမပြည့်တယ်လို့ပဲ။သူ့ဟာသူတော့ပြည့်လာဖို့ရမရှိဘူး။ကိုကပြည့်မှာပဲပြည့်မှာဖြစ်တယ်။တို့ကတော့ဒီနှစ်ဒီဘဝမှာကိုကျင့်သီလတွေမဆောင်နိုင်သေးဘူး။ပါရမီပြည့်တဲ့တနေ့မှာစောင့်မယ်ဆိုရင်တော့ဘယ်တော့မှမပြည့်ဘူး။ ဒီနှစ်ဒီဘဝစောင့်လိုက်ခြင်းဒီပင်ပါရမီပြည့်ဖို့ခြေတလန်းနီးသွားတာပဲနိဗ္ဗာန်အတွက်တလန်းနီးသွားတယ်လုံနေခြင်းဒီပင်လည်းပါရမီပြည့်ခြင်းရဲ့အကြောင်းလို့ဆိုပါတယ်လုံလိုက်တဲ့အခါမှာမှရှင်နေနှလုံးသားထဲမှာစွမ်းအားတွေပြည့်တတ်ပြည်လာတယ်ဒါနပါရမီပြည့်ပုံလေးကိုတတိထားခြင်းပထမပြင်ပပစ္စည်းတွေကိုလူနိုင်နေခန္ဓာကိုယ်ကသွေးသားတော့မလူနိုင်သေးဘူးနောက်တစ်ဆင့်ခန္ဓာကိုယ်ကသွေးသားတော့မလူနိုင်နေသို့တော့အသက်ကိုယ်တော့မလူနိုင်သေးဘူး တင်မာကြောက်နေသေးတယ်ပေါ့ဒါဒါနပါရမီမပြည့်သေးဘူးနောက်ဆုံးစင်အသက်ကိုပါဆွတ်လို့နိုင်ပြီဆိုရင်တော့ဒါနပါရမီပြည့်သွားပြီဒါကြောင့်ပါရမီကိုအဆင့်30နဲ့ထားတာဒါနပါရမီဒါနဥပပါရမီဒါနပရမထပါရမီတွေပေါ့သီလကလည်းပစ္စည်းဥစ္စာပြက်ခံပြီးတော့စောင့်နေသီလခန္ဓာကိုယ်ခြေလက်အင်္ဂါအဆုံးခံပြီးစောင့်နေသီလအသက်အသေးခံပြီးတော့စောင့်နေသီလား ဒီလိုအတ္တေခံပြီးစောင့်နေတီလာတီအောင်သွားမှာတီလာပါရမီ ပြည့်တယ်လို့ခေါ်တယ်။ကျန်တဲ့ပါရမီတွေလည်းဒီလိုမှတ်ရတယ်။ပါရမီဆိုတာအဲ့ဒီလိုတဖြည်းဖြည်းနဲ့အရေးချင်းနေတက်လာတာပြေးလာတာကိုဆိုရဲပေါ့လို့ဆင်ရတော့ဒေါက်တာရှင်နန္ဒမာလာပြည်ဝင်သားကဟောကြားတော်မူခဲ့ပါတယ်။ဇွဲထံဟာခုလိုငွေတောင်းချီကုန်ကြခံပြီးလူဒန်းလိုက်တဲ့အချို့ကဒါနပါရမီကိုဖြည့်ချင်လိုက်တာနဲ့အတူတူပါပဲ။ ဖယားရှင်ကအနာရပင်တထေးကြီးဝိတာကတထေးမကြီးယူလို့ဒါနအလူမှာဇွဲထဟာချီကျူးမှတ်သားပွဲကောင်းနေမှတ်တိုင်တစ်ခုကိုစိုက်ထူလိုက်နိုင်တာပဲဖြစ်ပါတယ်။ဆရာတော်အရှင်ပါမောက်ခကျုပ်ဆရာတော်ကြီးရဲ့ဟောကြားမှုအရဆိုရင်ဒါနပါရမီ30နည်းကပထမအဆင့်ဒါနပါရမီကို အောင်မြင်သွားတာလို့ဆိုရမှာဖြစ်ပါတယ်။